မင်္ဂလာပါခင်ဗျာ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကကြိုဆိုပါရစေဒီကနေ့မြန်မာတက်ကရိတ်1389ခုနှစ်ဘောက်ကောင်လာဇန်တရနေ့ခရစ်တက်ကရိတ်1989ခုနှစ်ဇွန်လ24ရက်တနင်္လာနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှရှုသားကြရမယ့်သတင်းတွေမှာဆိုရင်တော့မြန်မာနိုင်ငံရဲ့တိုင်းနယ်ပြည်နယ်၅နေရာမှာရေလွှမ်းမိုးမှုတွေမြင့်တက်နိုင်တဲ့သတင်း မစ္စဂျန်အီလီရဲ့သတင်းထုတ်ပြန်ချက်တွေကိုကန့်ကွက်ကြောင်းလွှတ်တော်မှဆွေးနွေးမယ့်အကြောင်းပတိမြို့မှာပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ်ပွဲကျင်းပခဲ့တဲ့သတင်းစားတဲ့သတင်းနဲ့သူတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့မြန်မာနိုင်ငံရဲ့တိုင်းနယ်ပြည်နယ်တွေဖြစ်တဲ့ရခိုင်ပြည်နယ်အေရဝတီတိုင်းမကွေးတိုင်းရန်ကုန်တိုင်း ဘကိုးတောင်ပိုင်းလိုမှာရေကြီးနိုင်တယ်လို့ဘူလေးဝတ္တပညာရှင်ဦးထွန်းလင်ကသတိပေးထားပါဗျ။ဇွန်လ24ရက်နေ့ဒီကနေ့မှာရခိုင်ပြည်နယ်မကွေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်း AR တိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းဒေသတွေမှာမိုးသေးထန်နိုင်ပြီးမြေကြီးဆက်လက်တိုးမဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်ခင်ဗျာ။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူ့ခွင့်အခြေအနေဆိုင်ရာအထူးစင်ခန်းစာကိုတည်သွင်းတဲ့ message ရန်ကြီးရဲ့သတင်းထုတ်ပြန်ချက်ကိုပြည်ထောင်စုကန့်ကွက်ကြောင်းအဆိုကို ပြည်သူ့လွတ်တော်မှာဆွေးနွေးသွားဖို့ရှိပါတယ်ဒီသတင်းကိုတော့ MCN နေပြီးတော့သတင်းတော်ဖျောသက်ပိုင်မြင့်ကပေးပို့ထားပါတယ်ခင်ဗျာဒီအေဂျီဆိုကတော့အိမ်မဲမဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်တော်တန်တာကဇွန်လ24ရက်နေ့မှာပြုလုပ်တဲ့ပြည်သူ့လွတ်တော်စီဝေးအတွင်းမှာတင်သွင်းခဲ့တာပါ Mrs. Yan Hee Lee ရဲ့သတင်းထုတ်ပြန်မှုတွေကိုပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့လာမယ့်အောက်တိုဘာလမှာပြုလုပ်မယ်ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာညီလာခံမှာရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးဒီတိုင်းတင်သွင်းဆွေးနွေးဆုံးဖြတ်ကြမှာကိုစိုးရိမ်လာကြောင်းအခုလိုရေးကြည့်စုကိုတင်ရတာဖြစ်တယ်လို့ဒေါ်တန်နာကပြောပါတယ်။ ီမှာမတော်ကဘာဆိုရင်လဲဆိုတော့မကြိုက်ရင်တော့ပါလားမတင်တယ်ခုလာတူကအထွေထွေညီလာခံမှာဒီအစီရင်ခံစာမပြည့်စုံတဲ့အစီရင်ခံစာပေါ်မှာများစဉ်းစားကြမယ်ဆုံးဖြတ်ကြမယ်ဆိုရင်မယုံမှုတွေဖြစ်လာမယ်ဟာတကယ်ကြတော့မတော်နိုင်ငံမှာဖြစ်နေတယ်ရခိုင်ပြည်နယ်တွေမှာဖြစ်နေတယ်ပြည်ပခါဖြစ်စင်နေနိုင်ငံရွတ်တင်ကြရင်စောင်းတယ်အမှန်တမ်းမှနူးကြတယ်အမှန်တမ်းမှတိမ်မှုတွေ ကိုအရင်ရခင်နှစ်ပေါင်းများစွာအတူရှည်တွဲနေတိုင်းမှာပြဿနာမှမဖြစ်ခဲ့တဖြည်းဖြည်းနိုင်ငံရေးအသွင်တန်းဆောင်တဲ့ဟိုလူမျိုးရေးပြိပခါဖြစ်ဒါတွေကိုတိုင်တွဲတဲ့နေရာမှာနူးညံ့ရမယ်တိမ်မွေ့ရမယ်မျက်နာကနှစ်ဖက်စလုံးဖြစ်နေတယ်တစ်ဖက်တည်းဟိုမတို့ဘယ်တော့မှမပြောဘူးနှစ်ဖက်စလုံးမျက်နာမျက်နာတဲ့သူကိုဘယ်လိုကူစားပေးမလဲသူတို့ငြိမ်းချမ်းဆိုတာဘယ်လိုအတူရှည်တွဲနေတိုင်းသွားနိုင်မလဲသူတို့အမတို့လုံးချုပ်ရေးအတွက်အမတို့ဘာတွေကာကွယ်ပေးမလဲဆိုတာစဉ်းစားဖို့ပြအမတို့အတွက်တောင်းအမတန်မှကြီးတယ် ဒေါ်တနိုင်းဆိုကိုရခိုင်ဒေသခံအမတ်တွေကလည်းကြိုးဆိုကြပါတယ်။မစ္စရန်ဟီလီယာရခိုင်ဒေသကိုလာရောက်တိုင်းတဖက်ပိတ်အမြင်နဲ့သာစီရင်ခံစားတွေကိုရေးသားဖော်ပြလေးရှိပြီးဒေါ်တနိုင်းရဲ့ရေးကြီးဆိုကိုရခိုင်ဒေသခံတွေကိုသာကြိုးဆိုပါတယ်လို့ရသေးတောင်မင်းဆန္ဒနယ်ကရခိုင်အမတ်တော်ခင်စောဝေကပြောပါတယ်။အနေနဲ့ရခိုင်တိုင်းရင်းသားတွေရဲ့အကျိုးစီးပွားနော် ားချက်တွေကိုဘယ်တော့မှရှာမပြခဲ့ဘူးเนาะအခုဘိုးဒေါက်တာနာနဲ့အခုစီရင်ခံစားရတာတဲ့အပေါ်မှာပြင်းပြင်းထန်ထန်ကဲကွက်တဲ့အကြောင်းကိုအန်တီတို့ရခိုင်တိုင်းရင်းသားတွေရဲ့ပူစားအန်တီအနေနဲ့လည်းထောက်ခံပါတယ်လို့ပြောချင်တယ်တော်တနာရဲ့ရေးကြီးဆိုဖို့ပြည်သူတော်ကလက်ခံဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ပြီးဆွေးနွေးလိုတဲ့ကိုယ်စားလှယ်တွေကဒီနေ့ညနေမှာပဲအမိစင်းတင်သွင်းရမှာဖြစ်ပါတယ်။ ုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူ့အခွင့်ဆိုင်ရာအထူးစင်ကန်စာတင်သွင်းသူ Mrs. Yan Healy ဟာမြန်မာနိုင်ငံကိုသူမရဲ့၆ချိန်မြောက်ခီးစဉ်ဖြစ်ဇွန်လ10ရက်နေ့ကနေ21ရက်နေ့ထိလာရောက်ခဲ့ပြီးခီးစဉ်တည်နှံရှင်လင်းပွဲကိုဇွန်လ21ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံကအလုံသမား900ကျော်ကိုမလေးရှားနိုင်ငံကိုတရားဝင်ဆင်လို့တော်မယ်လို့အလုံသမားညွှန်ကြားမှုဦးစီးဌာနကတာဝန်ရှိသူတူကပြောပါတယ် ီးခဲ့တဲ့အင်္ဂါနေ့ကပြုလုပ်တဲ့အစိုးရဖွဲ့စည်းကနေမလေးရှားကိုအလို့သမားဆေလွတ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီးမလေးရှားအခြေအနေတချို့ကြောင့်မလေးရှားကိုမြန်မာအလို့သမားဆေလွတ်တာခုနှစ်လကြာပိတ်ထားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံရေးပြည်သူ့ကဆရာကြီးတခင်ကိုရောမိုင်းရဲ့ကွယ်လွန်ခြင်း53နှစ်မြောက်ခန်းနာကိုရန်ကုန်မြို့ရွှေဘုံဖျားလမ်းမှာရှိတဲ့တခင်ကိုရောမိုင်းရဲ့ကုပိတ်မှန်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီသတင်းကိုတော့ MCN သတင်းတော့ကေတွေကပေးပို့ထားပါတယ်ခင်ဗျာ ရာကြီးသခင်ကိုရောမရတိုင်းပြည်လွတ်လပ်ရေးအတွက်နေချက်ဆန့်ကျင်ရေးဖက်ဆင့်ဆွကျင်ရေးပါဝင်မြို့သားလူမျိုးရေးရဲ့ပြရုပ်ဖြစ်သလိုကမ္ဘာငင်းငယ်စတလင်ဆုရှင်တို့လည်းဖြစ်ပါတယ်တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဟိုချုပ်ပြီးပြောမယ်လို့ရှားကြီးသခင်သခင်ကိုရောမိုင်းကကျွန်တော်လွတ်လပ်ရေးတိုက်ပွဲရဲ့ပြရုပ်ဖြစ်တယ်တိုင်းပြည်ပြည်ရင်းငင်းငယ်ရေးရဲ့ပြရုပ်ဖြစ်တယ်ကျွန်တော်တိုင်းပြည်မြို့သားသွေးစည်းညီညီရေးအတွက် ဒီဇိုင်းမတ်မတ်စော်ဩခဲ့တဲ့မျိုးချစ်ပုံကိုကြီးဖြစ်တယ်တိုင်းချစ်ပြည်ချစ်ပုံကိုကြီးဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီလိုပုံကိုကြီးမျိုးကွယ်လွန်ခဲ့တဲ့အခမ်းအနားကွယ်လွန်ခဲ့တဲ့အထိတ်မှတ်တွေအောက်မွေဝယ်ကိစ္စတွေကို နောင်လာနောက်သားတွေမျိုးဆက်တဲ့လူငယ်တွေသိနိုင်ဖို့အတွက်တော့အမြဲတမ်းကျွန်တော်တို့သူနဲ့ပတ်သက်လို့အမတ်တရားပွဲတွေအမတ်တရားအခမ်းအနားတွေသူနဲ့ပတ်သက်တဲ့အမတ်တရားကိစ္စတွေကိုကျွန်တော်ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ကျွန်တော်တို့အဲ့လိုတင်ပါတယ် ဆရာကြီးသခင်ကိုရောမယာလက်ချက်စန့်ကျင်ရေးအမျိုးသားယဉ်ကျေးမှုအစဉ်လာကိုဖော်ထုတ်တဲ့စောင်းမရီနဲ့ကြပြာတွေကိုရေးသားခဲ့သလိုဇာတိမန်စာပေတွေနဲ့ပြည်သူအကျိုးပြုစာပေတွေကိုလည်းရေးသားခဲ့ပါတယ်။တောင်ဒီကနေ့အထိဆရာကြီးသခင်ကိုရောမယာအဆုံးအမတွေနော်သူ့ရဲ့စာပေတွေသူ့ရဲ့မဟာကြပြာလေးချိုးကြီးတွေဟာဒီကနေ့အထိနော်ခင်မင်းနေသေးတယ်ဒီအတွေ့ခေါ်ယူဆအရဒီကနေ့အထိဒါနောက်လာနောက်သားတွေနောက်လူငယ်တွေအသုံးလို့ဆွဲလို့နော် ရနေသေးတယ်။ဘာကြောင့်လဲဆိုတော့သူကအမှန်တရားကိုအခြေခံပြီးတော့အတိုင်းပြည်နဲ့လူမျိုးရဲ့အပေါ်မှာစေရနာထူထားပြီးတော့ပြောသွားဆိုသွားတဲ့အချက်လက်တွေဖြစ်လို့လည်းပဲငင်းကြမ်းရဲ့အတွက်နော်ကိုးကားမယ်ဆိုရင်ဒီကနေ့အထိဆရာကြီးရဲ့အယူဆသဘောထားတွေဖြစ်မိနေသေးတယ်လို့ကျွန်တော်တို့အဲ့လိုမြင်ပါတယ်။ဆရာကြီးသခင်ကိုရောမှငင်းကြမ်းရဲ့ကိုရဲ့သဘောထားထုတ်ပြန်ချက်မှာတော့ငင်းကြမ်းရဲ့ပတ်သက်ပြီးအားလုံးလက်ခံနိုင်တဲ့ငင်းကြမ်းရဲ့မူတည်ရဲ့ချမှတ်နိုင်မှုအပြင်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေတည်းရဲ့ရရှိနိုင်အောင် ချိုးပန်းလုံးဆောင်နိုင်မှုတိုက်တွန်းပြောကြားလိုက်ပါတယ်ရှင်။ဝတ်တုတ်ကို H1N1 ရှိနေတယ်လို့တန်တရားရှိတဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုရန်ကုန်ပြည်သူ့စေယုံကြီးအထူးကုသဆောင်မှာစေကုသမှုပေးလျက်ရှိပါတယ်။မျိုးသားကရန်ကုန်တိုင်းကဖြစ်ပြီးတော့အမျိုးသမီးကတော့အရာဝတီတိုင်းကဖြစ်ပါတယ်။ဝတ်တုတ်ကို H1N1 ဟာ2009ခုနှစ်တုန်းကနိုင်ငံတော်များများမှာကူးစက်ခဲ့ပြီးအနယ်ရှိတဲ့ virus ပိုးဖြစ်အတိပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ပသိမ်မြို့မှာပုဂ္ဂလိကကန္နာလူသားအရေးမြင့်နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့ MCN ပသိမ်သတင်းတော်ရဲတွင်းညီကပေးပို့ထားပါတယ်ခင်ဗျာအေအော်ဒီတိုင်းဒေသကြီးပသိမ်မြို့ပသိမ်ဟိုတယ်ခန်းမှာဇူလိုင်လ23ရက်နေ့ကပုဂ္ဂလိကကန္နာလူသားအရေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အစိုးရနဲ့ပုဂ္ဂလိကကန္နာပူးပေါင်းဆောင်ရွက်မဲ့အစီအစဉ်များချမှတ်ခြင်းနှီးနှောဖလှယ်ပွဲကျင်းပခဲ့ပါတယ်ဤနောဖလေပွဲမှာဒေတာတွင်းလိုအပ်တဲ့အကူအညီထောက်ပံ့တွေလိုအပ်ချက်တွေနဲ့ရှစ်ဆက်လှုပ်ဆောင်သွားမဲ့လုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ် ကဖြစ်နေတဲ့ကိစ္စတွေကတော့အဓိကတော့ကိုရိုးလုပ်ငန်းနယ်ပယ်မှာလဲဒီဟိုအဓိကတော့ labor problem ရှိတယ်ပေါ့နော် labor problem ဆိုတဲ့နေရာမှာလည်းပဲဟိုပြဿနာကကိုရိုး labor ရဲ့ capacity ကညော့နေအဲ့မှာသူတို့ဝက်ထရင်းပေးနိုင်မဲ့အစီအစဉ်တွေလည်းပဲကိုရိုးပုံလေးကကဏ္ဍကလည်းမလုပ်ပေးနိုင်တယ်လို့ဒီ government sector ကလည်းဟိုအရန်ကြီးထိထိရောက်ရောက်မလုပ်ပေးနိုင်ဘူးပေါ့အဲ့တော့ဒီလုပ်ငန်းတစ်ခုခမျိုးတိုးတက်ဖို့ဆိုတာလုပ်ငန်းမှာပေါင်ဝင်ပတ်သက်တဲ့ဒီဝန်ထမ်းတွေ လေပါတွေစတဲ့အဖြစ်သူတို့ရဲ့ကပ္ပစီကလည်းအញ្ញမ်းကြီးကြီးအဲ့တော့ဓာရီကို upgrade လုပ်ပေးနိုင်မှသာဒီလုပ်ငန်းတွေမှာအောင်မြင်တိုးတက်တဲ့အခြေအနေရှိမှာပုဂ္ဂလိကကဏ္ဍလူသားရေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေနဲ့ဒီနှီးနှောပလဲပွဲတွေကိုရန်ကုန်မန္တလေးမှာလည်းပြုလုပ်ခဲ့ပါတယ်ရှစ်ဆက်မဲ့လုပ်ငန်းစဉ်တွေမှာအစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ပြီးပုဂ္ဂလိကကဏ္ဍအတွက်လိုအပ်တဲ့တန်ဖိုးပညာသင်တန်းကျောင်းတွေဖွင့်လှစ်ပေးဖို့ရည်ရွယ်ထားတာပါ ကျွန်တော်တို့ဝိဌာဏကျွန်တော်တို့ဥသိဌာဏပေါ့နော်ဒီပညာသမွေးပညာနဲ့လေ့ကျင့်ဥသိဌာဏအနေနဲ့ဒီသမွေးပညာကဏ္ဍမှာသမွေးပညာသင်တန်းကျောင်းတွေစစစစပေါင်းဆိုလို့ရှိရင်အခုဆိုရင်59ကျောင်းတိတိခွင့်လင့်သင်ကြားပေးလျက်ရှိပါတယ်အဲဒီထက်မှဆိုလို့ရှိရင် GDC 3ကျောင်းဟို GDI 19ကျောင်းနဲ့ GDI 34ကျောင်းအပါဝင်ပေါ့နော်အဲဒီကျောင်းအနေပြီးတော့မှကျွန်တော်တို့ကဒီဒေတာတွေမှာလိုအပ်တဲ့အလောက်ကန်လိုအပ်ချက်အကျဉ်းမူလိုအပ်ချက်တွေကိုတနေ့တော့ဖြည့်ဆည်းပေးနေပါတယ်ထို့အတူပဲကျွန်တော်တို့မှာ ေတာလိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့မှကာလာတို့တင်တန်းတွေပို့ချပေးနေတာရှိပါတယ်။နိုင်ငံတကာဖွံ့ဖြိုးမိတ်ဖက်ဖွဲ့စည်းတွေလည်းပူးပေါင်းပြီးတော့မှပို့ချပေးလျက်ရှိပါတယ်။ဥပမာ ADB ပေါ့နော် Asian Development Bank နဲ့ပူးပေါင်းပြီးတော့လည်းကျွန်တော်တို့ကပို့ချနေရတယ်လည်းရှိပါတယ်။အခုဒီပဋိပမာလာလုပ်ချင်းအပြင်ပဋိပဒေတာတွေမှာဟိုဒီဒီအရာဝိတိုင်းဒေတာကြီးပဋိပဒေတာဆိုလို့ရှိရင် ဒီ sunset data အရာအလုတ်ကန်အခွင့်အလမ်းရရှိနိုင်မှုအများဆုံး area ဖြစ်ပါတယ်အဲ့တော့အဲ့ area မှာကျွန်တော်တို့အခုလိုဒီဘူပေါင်းဆောင်ရမှုပေါ်ဒီနေ့နီနော့ဖလေဝဲလေးပြုလုပ်ခြင်းအပြင်ဒီ data ရဲ့ data ကန်ရဲ့စီးပွားရေးလုပ်ငန်းရှင်တွေကဘာတွေလိုအပ်နေသလဲပြီးတော့ကျွန်တော်တို့အစိုးရအဖွဲ့အစည်းကျွန်တော်တို့တမွေကျွန်တော်တို့ဦးစီးဌာနအနေနဲ့ရောဘလို့တင်နန်းကြီးခွင့်လင့်ပို့ချပေးနိုင်တယ်လဲဒါတွေကိုညှိနှိုင်းဆွေးနွေးပေါ်ထုတ်ပြီးတော့မှဟိုအကောင့်ထဲပေါ်ဆောင်ရွက်လို့ရမယ်တင်နန်းတွေကိုအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်တော့မှဖြစ်ပါတယ် ဒီနှီးနှောဖလဲပွဲအခမ်းအနားကိုတက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေဒေသတွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေပါဝင်တဲ့လူအင်အား150ကျော်တက်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။ဒါမဲ့2020ထွေထွေရေကောက်ပွဲအတွက်ကျမတ်တန်းတို့ညီများမှုရရှိစေဖို့အတွက်ကျမတ်တန်းတို့ညီများမှုဆိုင်ရာအဖွဲ့အစည်းကိုဖွဲ့စည်းတော်ဖို့ရှိနေပါတယ်။ဇွန်လ21ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့2018ခုနှစ်ကျမတ်တန်းတို့ညီများမှုနဲ့ နိုင်ငံရေးမှာအလုံးပောင်ဝင်နိုင်မှုဆိုင်ရာဆွေးနွေးပွဲအတွင်းအခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပြီးဒီဆွေးနွေးပွဲကို ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကရောင်ကြည်သည့်ရပ်ဖက်လူမှုဖွဲ့စည်း IFES ဖွဲ့တို့နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ MCN သတင်းဌာနရဲ့ဒီကနေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကို www. mcntv.new မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ mcntv news me နဲ့ရှာဖွေကြည့်ရှုနိုင်ပါတယ် mcn နေ့စဉ်ရုပ်သံအစီအစဉ်ကိုရှုစားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကြော်တိုးလင်ပါခင်ဗျာ